ပါဩခရာဟုတ်ကဲ့မင်္ဂလာပါဩခရာတို့ဒီကီနီဒီလူမျိုးပေါင်းစုံပြည်သူလူမျိုးရေးတက်ဦးအနေနဲ့ပေါ့နော်အရင်အခြေအနေကနေပြီးတော့လက်ရှိနေဦးတော်လိုင်းရေးမှာဘလို့အခြေအနေကြောင့်ပေါဝင်လာခဲ့တယ်လဲဆိုတော့ကိုအရင်ဆုံးသိပြရစီရှင်ကျွန်တော်တို့ကာလတအနေနဲ့စတဲ့ဖွဲ့စည်းထူထောင်လာကြတဲ့ကဒီစနစ်ဆိုရီ၃ခုကိုကိုစားပြုတဲ့ဒီမဆလာအစိုးရပေါ့နော် မဆလာဆူရခုခိတ်ပြောရင်တော့လာစက်စက်ကဆောင်းနဲ့စီကောင်စီပေါ့ဒီအနာရှင်စနစ်ဟိုတော်လောင်ဖို့ဆိုပြီးတော့မှတော့1998ခုနှစ်ကလေးကစတင်ဖွဲ့စည်းခဲ့တယ်။တောက်လျှောက်ပဲလက်နက်ကန်တိုက်ပွဲတွေနဲ့ကျွန်တော်တိုက်ပွဲရှင်လာတယ်။ဒါပေမဲ့အကြောင်းပလာလို့1994မှာတော့ကျွန်တော်တို့ နဝတာနဲ့ပြခါရရှိလောက်ခဲ့ရတယ်ဒီဒေတာပြုံးရတချို့ကျွန်တော်လှုပ်ဆောင်နိုင်ခဲ့တယ်နောက်2008ဖွဲ့စည်းပုံဟိုလေမူရကျွန်တော်ရဲ့တပ်ဖွဲ့တွေကိုမြန်မာနိုင်ငံမှာတဲနဲ့ကန်တတတပဲရှိရပဲဆိုတဲ့နဲ့ထောင်ရှိဖွဲ့စည်းပုံရဲ့အတိုင်း ကျွန်တော်တို့တပ်ဖွဲ့တွေကိုလည်းဖိအားပေးပြီးတော့မှ ਨੇ ဂျာစာတန်တာအဖြစ်တွေ့ပြောင်းခဲ့ရပါတယ်ဟုတ်ကဲ့အဲတကယ်လမ်းဆိုရင်တော့ကျွန်တော်တို့ရဲ့ဖွဲ့စည်းရဲ့မူဝါဒကတော့အဓိကက ਨੇ ချက်စံကြည်ပဒိရိစံကြည်ဟုတ်ကဲ့ယူရိုကရက်အရေးရှိစံကြည်ပေါ့ဒီစနစ်ဆိုရင်၃ခုကိုကိုစားပြုတဲ့ စီအနာရှင်အဆက်ဆက်ကိုတော်လောင်ဖို့ကျွန်တော်တို့ဖွဲ့စည်းမှာကမူဝါဒဆုံးဖြတ်ချက်ရှိပြီးသားပဲဖြစ်ပါတယ်အဲ့လိုအနေပြီးတော့မှဒီ2027ညဦးတောင်းလေးပေါ်ပေါက်လာတဲ့အချိန်တုန်းကလည်းကျွန်တော်တို့တပိတ်ဒီမှာရောတပိတ်ပြီးကာလဒီမှာရောဒီလူငယ်တွေနဲ့အတူစည်တင်နှောင်းပေးတာတို့ တိုက်ပွဲဝင်တာတို့အတူတကွဆွန်ရွက်ခဲ့ပါတယ်။ဒါပေမဲ့အချိန်ကာလတော့ကျွန်တော်တို့အစင်သေးဖြည့်သေးဘူးလို့ပဲပြောလို့ရမယ်။အကြောင်းမလို့ကျွန်တော်တို့အချင်းယူပြီးတော့မှဒီ2023ကျမှပဲကျွန်တော်အတိအလိမ်ရန်သူကိုပြန်ပြီးတော့မှတိုက်ထုတ်မောင်းထုတ်နိုင်ခဲ့ပါတယ်။ထောင်း အတွင်ပြောင်းခဲ့တဲ့နေချသောတာနတလည်းငကူမူလကျွန်တော်တို့ကလတရဲ့တိုင်ရင်းတွေဖြစ်တဲ့၄ရှိခုရှိနေကိုခုရှိကိုလေးအဖြစ်ပြန်လည်ရတည်ပြီးတော့ဒီကနေ့ ठी ဒီစစ်ကောင်စီကိုတော်လန်တိုက်ခတ်နေတာဖြစ်ပါလားဟုတ်ကဲ့ဟုတ်ကဲ့အာအဲ့လိုအရင်တုန်းကတော့အဲဒါစစ်တပ်နဲ့ညှိနှိုင်းဆွေးနွေးပြီးတော့မှအတူပူပေါင်းဆောင်ရွက်ပြီးသွားနေရတာကနေပြီးတော့အခုကြည့်သူ တော်လန်ရေးမှာအာဒီဘက်ပြည်သူတွေနဲ့အတူရက်တီလိုက်တဲ့အတွက်စစ်ကောင်စီကဥက္ကရာတို့အပေါ်ကိုဘလို့ပြုမှုတလဲရှင်ကျွန်တော်တို့အပေါ်မှာတော့ခုချိန်ထိကျွန်တော်တို့တော့ပုံမှန်၄ခုနဲ့တတ်မှတ်ပါတယ်ဖောင်းဝါရန်ထုတ်တယ်စာဒီလာကားအိမ်မှာဟိုတယ်မှာအဲ ဒါကျွန်တော်ဒူးချင်းပေါ်ပါနော်အဲ့တော့ကျွန်တော်တို့ကလတာအဖွဲ့စည်းပေါ်မှာလဲကျန်းဖဲဖြစ်သူတို့မကြင်ညာယူတမဲ့ပါပဲနော်ကျွန်တော်တို့ဒီနေ့ထိဟိုဗာဆဲဆာမမရှိတော့ပါဘူးအဲအရင်တို့ကသူတို့ ਨੇ နားလည်မှုရထားတဲ့ပြခါရဲဆဲဆိုဒီလဲလုံးဝပြက်ပြက်သွားပါပြီဟုတ်ကဲ့ရှင် မြန်မာစစ်တပ်နဲ့အခြေအနေတစ်ခုမှာနှိစက်မှုရှိခဲ့ရဆိုတော့သူတို့ရဲ့ဇယားရေးသဘာဝကိုတော့ဒါအပရာရောကတော့ပိုတိခွင်ရလိမ့်မယ်လို့ထင်ပါတယ်။ဆိုတော့အဲ့တော့ဟိုစစ်ကောင်စီရဲ့အခုလိုမဲမတမာမှုဆိုရဲအခြေအနေမရှိရဲ့ဒီဆွဆဲချက်နဲ့ပေါ့နော်အာနာတိန်ခဲ့ပြီးတော့အခုဆိုရင်ပြည်သူလူထုရဲ့အပေါ်မှာရရဆက်ဆက်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့အပေါ်မှာရောဘယ်လိုထင်ပါသလဲရှင်။ဒီစစ်တပ်ဘောနော့ဒါခုမှမဟုတ်ပါဘူ အဓိကစစ်တပ်က1960ခုနှစ်အာဏာသိမ်းတုန်းကရော1988အာဏာသိမ်းစဉ်တုန်းကရောခု2021အာဏာသိမ်းစဉ်လဲအဲအတူတူပါပဲအဲ့တော့အဓိကသူတို့ရဲ့စစ်အာဏာရှင်တည်တံ့ခံမြေကြီးသူတို့ရဲ့ဥစ္စာဒဏဟို တိုးပွားရေးအတွေ့ပဲလို့ပဲကျွန်တော်တို့လူညင်နေရတယ်တကယ်တမ်းလဲခုနကကျွန်တော်ပြောလို့ပဲဘျူရိုကရက်အရေးရှင်စနစ်ကိုကိုစားပြုတဲ့လက်နဲ့ကင်တတ်တတ်လိုမျိုးဘဲလို့ပဲကျွန်တော်တို့သတ်မှတ်လို့ရပါတယ်ဟုတ်ကဲ့အော်ရရင်ဆက်ဆက်အခုလိုစစ်ရာသွေးကျူးလွန်နေတဲ့အပေါ်မှာရောဘာများပြောချင်ပါတယ်လဲရှင်ရရင်ဆက်ဆက် ယူလုံတာကတော့ကျွန်တော်တို့တော့ထွေထူးပြောရှာမလို့ပါဘူးဒါကတော့လူထုကိုစားလူထုတွေခံစားသလိုကျွန်တော်တို့လည်းအဲလူထုနီးနီးတူနော်စိတ်မကောင်းစွာပဲဟိုမကြည်မနာဟိုစိတ်မချမ်းမသာနဲ့ပဲဟိုဟိုကြုံတွေ့နေရပါတယ်ဟုတ်ကဲ့ဒီကလာလာတာဆိုရဲဒီကရင်ဒီမျိုးပေါင်းစုံပြည်သူ့လူမျိုးရေးတက်ဦးအနေနဲ့ပေါ့နော် ဒီလက်ရှိကီမီနဲ့တစ်ခုလုံးကဆရာနာရှင်အမြင့်ပြချေမုံကြီးအပေါ်မှာကောဘယ်လိုသုံးသက်တယ်လဲရှင်ဒီအမြင့်ပြတော်လံဖို့ဆိုတာကရံငါစီးပြရမယ်ဒါနိုင်ငံရေးရကျွန်တော်တို့လောက်ခံဒီပေါ်မှာပဲជីជីကျွန်တော်နိုင်ငံရေးအတွေးခေါ်မှာပဲជីជីရံသူနဲ့ရံငါစီးပြမယ် ရန်သူကအာနာရှင်ဖြစ်တဲ့ကျွန်တော်တို့လည်းအာနာရှင်လက္ခဏာဆောင်တဲ့လောက်ဟောင်မျိုးတွေမဖြစ်ဖို့မပြုမိဖို့အရေးကြီးပါတယ်ခုဩခရာအနေနဲ့ပေါ့နော်အခုကင်းနေတီနေမှာအာဒီတော်လိုင်းရေးအတွက်လက်နဲ့ဆွဲကြရင်ပြီးတော့တိုက်ပွဲဝင်နေတဲ့တော်လိုင်းတက်ခွဲရေးအတီးတီးရှိနေတဲ့အပေါ်ပေါ့နော်အဲ့ဒီအပေါ်မှာရောဘယ်လိုသဘောထားရှိပါတယ်ရှင်အခုလက်ရှိ ြည်နယ်မှာရှိတဲ့လက်နက်ကင်တပ်ဖွဲ့တွေအားလုံးနဲ့အားလုံးတိတ်မြတ်ရေးပဲကျွန်တော်တို့အားလုံးတုံမြတ်ရေးပဲပြီးတိတ်မြတ်ရေးကနေကျွန်တော်တို့တကယ်ဟိုရန်သူကိုတတ်ထုတ်နိုင်တဲ့တပ်ပေါင်းစုကြီးတစ်ခု ဖြစ်တည်လာဖို့တူစားဖို့လိုပါတယ်ဟုတ်ကဲ့ရှင်တချို့နေရာတွေမှာဒီတော်လိုင်းအဲတက်ခွဲအတီတီကဟာစီရေ အစီရေးတင်ပြီးတော့မှအသွားနေတဲ့အပေါ်မှာရောအဟိုတစ်ခွဲနဲ့တစ်ခွဲဘလို့ညှိနှိုင်းပြီးအတိုက်ပွဲဝင်နေကြတယ်လေရှင်အခုကတော့ဟိုအောက်ခြေမှာတော့နားလည်မှုနဲ့ပဲအဲတိုက်ပွဲဝင်နေတယ်လို့အခုလက်ရှိကျွန်တော်တို့ဟိုဂရင်းပြီးမှရှိတဲ့တောက်တာပေါင်းစုံ CUC ကိုလည်းကျွန်တော်တို့ဖွဲ့စည်းနိုင်ခဲ့ပါတယ် တော့ဒီအဓိကရည်ရွယ်ချက်တော့ဒါစီအောင်အောင်နိုင်တွေ့ပါပဲကျွန်တော် CUC ဖွဲ့မှာအဖွဲ့စုံပါပါတယ်အဲ CUC CUC ချုပ်ထောက်ချုပ်ရေချုပ်စသဖြင့်เนาะကျွန်တော်တို့ဒီ green tap on song CUC အဖွဲ့ဆိုတော့မှအဲ့လိုမျိုးဖွဲ့စည်းပြီးတော့မှညီနိုင်တိုင်ပေတော့မှစီစီရေးတွေကိုတူတကွစိတ်နွေးဖို့ဟိုဆောင်ရွက်နေကြတာရှိပါတယ်ဟုတ်ကဲ့ အာတခြားပြည်နယ်တွေကပေါ့နော်လက်ရှိဒီကင်နီပြည်နယ်ရဲ့တော်လန်ရေးအရွေးနိုင်ငံရေးအရွေးပေါ့အားကြနေတဲ့သဘောမျိုးတွေပေါ့နော်ကြားနေရတယ်ဆိုတော့ဥက္ကရာအနေနဲ့ရောအဲ့ဒီအခြေအနေကိုဘယ်လိုမြင်မိသလဲရှင်အားကြလောင်းအောင်လဲကျွန်တော်တို့ပြည်နယ်မှာလဲအဲ့လောက်ဒီလဲအစွမ်းဆက်မရှိသေးပါဘူးဒါမဲ့ကျွန်တော်တို့ကတခုပြောနိုင်တာကတော့ကျွန်တော်တို့ဒီလိုစူးစီးမှပဲရမယ်ဆိုတာဟာဒီအဖြစ်ပဲ အဲကျွန်တော်တို့ပြောလို့ရသေးတယ်ကျွန်တော်တို့မစူးစီးပဲရန်သူတိုက်လို့မနိုင်ဘူးဆိုတာကိုတော့ကျွန်တော်အဲ့ဒါပဲပြောချင်တယ်ဟုတ်ကဲ့ရှင်ဟိုကျွန်တော်ဟိုဒီမေးခွန်းအာမေးရတာကလေအာတခြားဟိုဟာပေါ့နေရာတွေမှာတခြားပြည်နယ်တွေမှာဆိုလို့ရှိရင်ဒီဒီဘက်လောက်စူးစီးမှုဟိုအမကောင်းမင်းနဲ့တချို့အာဟိုအောင်မြင်နိုင်တဲ့ဒီထက်အကောင်းနိုင်တဲ့အခြေအနေရှိရသားနဲ့ဒီလိုစူးစီးမှုမရတဲ့အခြေအနေကြောင့် အတော်လည်းအရွေးကနည်းနည်းလေးနှီးနေတာပေါ့နော်အာဒီဘက်မှာလည်းခုနဥခရာတို့ပြောသလိုအာဟိုကိုကိုတိုင်းမြေပြင်မှာရှိနေတဲ့ခါကျတော့တိတ်ပြီးအားမကြဟိုအားမရသေးဘူးဆိုပေမဲ့လို့အဲအရွေးကတော့ဒီမှာအများကြီးမြင်နေရတာပေါ့နော်ဆိုတော့အဲ့တဲ့အဲဒီဘာတွေဘက်တွေကအာဒီစီရေးနဲ့ပတ်သက်ပြီးတော့ဥခရာဘာတွေများပြောပြကြမ်းလဲရှင်ကျွန်တော်နေနေရတော့ဒီတောင်လိုင်းရေးမှာက သူလူကတမင်းလှုပ်လို့မရဘူးဘာလို့ဘာလို့လဲဆိုတော့စိတ္တမတသွေးတတန်တမိတ်နဲ့တောင်ဒီကနေ့သူတို့စီရှုံးနေတယ်ဒါဟိုမြညာတော်များစီရှုံးနေတယ်အင်းအလည်းနဲ့ပြည့်စုံရှိတယ်ဒါပေမဲ့သူတို့တိုက်တိုင်းရှုံးတယ်ကျွန်တော်တို့တော်လိုင်းရည်ဒီနေ့တွင်နေနဲ့ ဒီလိုပဲတသွေးတန်တမိတ်ပြီးကျွန်တော်တို့လိုအပ်တဲ့ထောက်ပို့တွေကိုစနစ်တကျကျွန်တော်တို့ဆောင်ရွက်နိုင်မယ်ဆိုရင်ကျွန်တော်တို့တော်လိုင်းရဒီဒီထက်မက အောင်မြင်မှုရမယ်လို့ကျွန်တော်ဒီလိုနားလည်ပါတယ်ဟုတ်ကဲ့ရှင် ကီနီပြည်နယ်ကဒီတိုင်းသားတွေနဲ့ပေါ့နော်မြန်မာတပြည်လုံးကပြည်သူတွေညှော်လင့်တောင်းတနေတဲ့ Federal Democracy ပေါ့နော်အဲအဲ့ဒီဟာရရှိရေးအတွက်တိုက်ပွဲဝင်နေရဘလောက်အထိနှီးဆက်ပြီလဲအဲစိန်ခေါ်မှုတွေကဘာတွေရှိနေတယ်လဲရှင်ဒီနိုင်ငံရေးနဲ့ပါသက်ရောကျွန်တော်တို့ကတော့ Federal Democracy အတွက်ကနည်းနည်းတော့အခက်အခဲရှိတယ်ကျွန်တော်တို့အနေနဲ့ကျတော့အဓိက ဒီစီကောင်စီရှိနေသေးတယ်ဒီစီကောင်စီကြဆုံးမတားလေကျွန်တော်တို့တိုင်းပြည်ဟိုဘလူပုံဖော်မလဲဆိုတာကိုဒါနောက်တစ်ဆင့်အနေနဲ့ဟိုဒီမိုကရေစီနေကြကြပြေဆုံးဆွေးနွေးပြီးမှညနိုင်တိုင်ပင်သွားရင်တော့ပိုကောင်းလိမ့်မယ်လို့ယုံကြည်ပါတယ်အော်ဒီလူတို့ကျွန်တော်မီဒီယာနေအစင်ဒါများပြောပြချင်ပါတယ်ရှိပြည်သူလူထုဒီအနေနဲ့တော့ဒီနေ့ကြုံတွေ့နေရတဲ့ ခက်ခဲတွေမှန်သမျှဟုတ်ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့လည်းတန်းနိုင်တလို့မကူညီနိုင်ဒါတခုကတော့လည်းတောင်းပန်ပါတယ်လူထုအနေနဲ့လည်းဒီခက်ခဲတွေကိုကြော်လွှားနိုင်လိမ့်မယ်လည်းကျွန်တော်တို့ယုံကြည်ပါတယ်ဟုတ်ကဲ့ပါ TVB ကိုတည်တံ့တွေးဆောင်မိမိမေးသေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်လည်းကျေးဇူးတင်ပါတယ် TVB ကိုဟုတ်ကဲ့ပါ 啊。